ဓမ္မအလင်းနဲ့ဖြာဝေအတိရပရိစ္ဆာသမုပ္ပါနဲ့ခန္ဓာနဲ့ဟာအတူတူနော်ခန္ဓာကြီးဆက်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 ဖြစ်ဥပ္ပောဗျာနိဗ္ဗာန်ရရင်ပြီးရောဓမ္မနဲ့နိစ္စတူပါတော့မှငါတို့မိမတော့မှငါတို့မိမဘွားအဆင့်နေတယ်လို့ဘယ်တော့မှမတတ်မှတ်နဲ့ဘုန်းကြီးမြတ်စွာဘုရားကအဆင့်တန်းကိုခုနပြောထားပြီသားရောက်တရားနာရင်မသိတတ်တာ Pero Leiva ပရိစ္ဆာဓမ္မဘဝဥပ္ပောဗျာတော့မှငါဓမ္မနဲ့နိစ္စတူဟာတော့မှငါတို့မိမ့်မဘဝအစဉ်နဲ့နိုင်နိုင်ပြီးတရားသိနေကြီးပဲလမ်းဆုံးနေရတာတတ္တဆိုတဲ့အဲ့တော့နိဗ္ဗာန်စိတ်မဆိုးတတ်တဲ့တာလောကမှာကုသိုလ်ဆိုမေတ္တာတဲ့မင်္ဂလာပါနောက်ကပါလိတက်ထားတချို့ကျစကားစကားတရားစပိမြေသူနောက်ပွင့်တော့ မိမိခန္ဓာလူတွေကပြောရှင်စိတ်မဆိုးတတ်တဲ့ပုဂ္ဂိုလ်လှတယ်တဲ့၅ပါးသိတာအင်မတန်မှအရေးကြီးတာတချို့အမိမတေရမြတ်စွာဘုရင်တော်မူတဲ့ခါယဘုရားပေါ်ယုံကြည်ချက် အဲ့ဒီဘုံနာကြီးရာထူးပြုတ်သွားတော့ကံမကောင်းဘူးသူလည်းရေရရာချေရင်လို့ရှိရင် ရာထူးပြန်ရလိမ့်မယ်ဆိုရယ်ခရိခေလည်းချေနေကြတာပဲဒီရေရရာလူတို့ရဲ့ဘဝခန္ဓာနဲ့ပတ်သက်ပြီးတော့သူကိုယ်တိုင်တွေးရှိရတယ်အခုမငြိမ်းချမ်းတဲ့လေသားတွေမျိုးစုံမရှိဘူးလားဒီ ိမိခန္ဓာကိုယ်ကြီးမှာတတိတံဝေကလေးတွေရှိပြီးကြောင့်သူရကောင်းတို့နှုတ်ကိုစောင့်စည်းကြဇက်ပြအောင်ဆိုတဲ့ကြုံပြောဦးမယ်ပါရီအားလုံးသမုဒိယအားလုံး